နိုင်ငံကြီးမှချက်ချင်းရောလှုပ်ဆောင်ချက်ချင်းရောတော်လန်ရေးချင်းရောသူကဝင်ဝင်ခိုင်းတဲ့ဆိုတာကဝင်စီချင်းနဲ့ဆန်တာကတွဲတွဲပြီးပါလာတဲ့စကားရရတဲ့တဲ့ခွတ်ထွက်ကိုအရင်ပေးပြီးမှပီထောက်စုဆိုတဲ့ဇာတ်ကိုပြောတာကပို့ပြီးတော့ပို့ပြီးတော့မှန်တယ်လို့ထင်ပါတယ် ခွဲထွက်ခွင့်ကိုဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးလိုက်ငင်းနေတာကပြဿနာပဲပုံများလိမ့်မယ်ဗျအခုချိန်ဒီမှာကနော်တိုင်းရဲသားနဲ့မယုံကြည်တဲ့အခြေအနေကအဲ့ဒီဗမာဘဟုပြုတဲ့အခြေအနေကြောင့်ပဲလေဒီတော့ခွဲထွက်ခွင့်ကိုအတင်းအတင်းဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတာကတစ်ဖက်ကလည်းမြင်ပါပဲဘယ်လိုပဲပြောပြောနော်အဲ့တော့အတင်းလိုချင်နေတဲ့ပုံစံလိုမြင်ပါပဲဒီတော့ပေးလိုက်ခွဲထွက်ခြင်းထွက်ဆိုပြီးတော့ပေးလိုက်မှပြီးမှပြန်ဆုတာမျိုးကပို့ပြီးလက်တွေ့ကြတယ်လို့ထင်ပါတယ် အဲ့လိုမဟုတ်ရင်နော်အတက်တက်လိုက်ငင်းနေတာကပြဿနာရှာသလိုဖြစ်နေလိမ့်မယ်ခန္ဓာကိုယ်ပဲရမယ်နှလုံးသားအများဟုတ်တယ်နော်မတိတ်ကျင်ပြီးမှအချစ်ဆိုတဲ့စကားလုံးလာပြောနေတဲ့ဥစ္စာမျိုးကြတော့နော်ထပ်ထပ်ပြီးတော့အတ္တမကျင့်ဖို့အတွက်အိတ်ခေါ်ပြီးထားမဲ့ပုံစံမျိုးဖြစ်နေတယ်စကားလုံးကနည်းနည်းရိုင်းသွားလားစကားလုံး9နာရီကျော်မှ15မိနစ်မှတက်လာတာပါကျတော့အာနော် စကလုံးရိုင်းသွားတာမဟုတ်ဘူးအဲ့လောက်ထိသုံးမရမထင်နဲ့ဆရာချုပ်တူးစော်တို့ဘာလို့ရေးတာတွေ့တယ်နောက်ဒီဘက်ကအေအေတို့ဘက်မှာရေးတာတွေ့တယ်နောက်မနေ့ကမေးတဲ့ဟာအေအေရဲ့ KIA ကအညာဒေတာကိုဝင်မလားဆိုတာကရှင်းရှင်းပြောရင်ကျွန်တော်တယောက်တည်းအထင်ဟာမဝင်ဘူးမဘူးကျွန်တော်တယောက်တည်းမဟုတ်ပါဘူးတော်တော်များများလည်းသိပါတယ်မဝင်ဘူးဘာကြောင့်မဝင်တော့လဲဆိုတော့ရှင်းပြလို့နိုင်တယ်ရှင်းရှင်းပြောရင်နိုင်ငံကြီးမှချက်ချင်းကလှောက်ဆောက်ချက်ချင်းကတော်လန်ရေးချင်းကသူက ဝင်ဝင်ခိုင်းတဲ့ဆိုတာကဝင်စီခြေနဲ့ဆန်တာကတွဲတွဲပြီးပါလာတဲ့စကားနော်လူခြေနဲ့ဆန်တာမဆိုင်ဘူးလူခြေနဲ့ဆန်တာနဲ့လက်တွေ့အမှန်တရားနဲ့မတူမမတူတာဗျမဟုတ်လားမဝင်ပါဘူးမဝင်မဝင်တဲ့အကြောင်းတရားတွေရှိတယ်အလကားတက်တက်ပြောတော့မဟုတ်ဘူးပြီးရင်တည်င်းပြောပြမယ်တော့ပြောပြမယ်တည်င်းကတော့နှစ်ဆင့်ဖြစ်သွားမှာပေါ့ဗျာနော်အာမနေ့နေ့လယ်လောက်မှတစ်ချက်ဖြတ်ထားတယ်အခုတစ်ခါဆိုတော့ဒါမှတကယ် key point ကမတူပါဘူး ဟုတ်ပေါ်လွင်အောင်ဥပမာပေးတာပါနည်းနည်းကျမ်းလာဆိုတော့ရတာနဲ့ခံစားကြည့်ပေါ့ဗျာပြီးတော့ဥစ္စာအဲ့တော့လေးအရင်ပြောလိုက်မယ်နော် AAKRA ကရက်လိုက်ပါဖြစ်မလဲ2026ပါလဲညာလဲအလက်ပိုင်းဝင်မလား AAKRA ရက်မရက်ကတော့သူတို့ကန်တာအလက်ပိုင်းကတော့ပွဲစုလာဖို့တော့ရှိပါတယ်2026အစပိုင်းလောက်မှာတေချာတာကတော့အလက်ပိုင်းကိုဝင်မယ်ဆိုတာကကျွန်တော်တို့ဘက်ကအစွဲ လိုချင်တဲ့ဆန်တော့ဖြစ်ချင်တဲ့ဆန်တော့မတူဘူးအမှန်တရားတော်လာရေးတိုက်ရောက်မယ်ဆိုတာကလည်းသူတို့နဲ့ပြောင်းထန်းထားတာလည်းမရှိဘူးပြောထားတာလည်းမရှိပါဘူးဒီတော့တချို့တွေကအဲ့ခါကျရင်ဘာဖြစ်နေကြဖြစ်လဲဆိုသွားပြောတဲ့ခါကျရင်ပို့ပြီးတော့ကွဲပြဲသွားဖို့ပဲရှိတယ်ဘာကြောက်လဲဆိုတာကိုအရင်နားလည်အောင်လှုပ်တင့်တယ်လို့ပဲမြင်တယ်ဒီချင်းနေစစ်အာဏာရှင်เนาะအဆိုးဝါးဆုံးအခြေအနေရောက်နေပြီ ဒီအခြေအနေမှာမှတိုင်းရင်းသားတွေဟာလက်နက်ကင်လာခဲ့တဲ့တက်တန်းတစ်လျှောက်အပိတအခြေအနေရောက်နေမှဆိုတဲ့သကလုံးတွေဟာတကယ်ကိုဖက်ကကိုအမြင်နဲ့ပြောတာသူတို့ဖက်ကအမြင်ကားကြတော့ဘယ်မှလဲငါတို့ယုံကြည်မှုအဲ့တော့တခွန်းနဲ့လည်းပြီးတယ်လေခုနပြောသလိုပေါ့နော်ခွဲထွက်ခွင့်လည်းပေးတာလို့ပါလို့ပြောင်စုဘမလူမျိုးဘမအများစုလွမ်းမိုးတဲ့ဝါဒါပေါ့ဗျာရှင်းရှင်းပြောရင်တော့ ဆောက်အုပ်ကြီးနဲ့ကင်ပေါက်တာကျွန်တော်ပြောတဲ့ဥစ္စာလို့ပေါ့ဆောက်အုပ်ကြီးနဲ့ကင်ပေါက်တာပေါ့ဆောက်အုပ်ကြီးနဲ့ကင်ပေါက်တော့မဟုတ်ဘူးရဲရဲတင့်တင့်ကြည့်ဥပမာဟိုတနေ့ကကြောက်ဖြူကိစ္စမှာကိုကိုကျော်ကိစ္စမှာလဲအိန္ဒိယကိုပေးစင်းတယ်ဆိုတာကအိန္ဒိယကနေပြီးတော့ကိုကိုကျော်လာဆက်တယ်ဆိုတာကလက်လော့စက်ပဲပေးစစ်တာလည်းမဟုတ်ဘူးကို့မှာကနော်အိန္ဒိယလာဆက်ခြင်းမဆက်ခြင်းတရုတ်နေခြင်းမနေခြင်းကိုပြန်ပြောနိုင်လောက်တဲ့အခြေအနေရောရှိရောရှိရလားနည်းနည်းပါးပါးစဉ်းစားအောင်နိုင်ငံကြီးနှစ်ခုကြားမှာပြားပါတုတ်သွားလိမ့်မယ်တခါတည်းပဲ ရှိတာမှဒစိတ်ဒစိတ်တာလေးပဲရှိတာကိုကျွန်တော်ပြောတာကလက်လွတ်စပယ်မဟုတ်ဘူးပို့ပြီးနိကတဲ့ယုတ်ကြည်မှုရဖို့အတွက်လိုအပ်ရင်ခွင့်ပြုတဲ့တော့ပြောတာကိုယ်တိုင်လည်းလိုက်ပပြီးတော့လာလာကြည့်ပါဆိုပြီးခေါ်ပြတဲ့သဘောတချို့ကတော်တော်လွဲတယ်နော်ဘာလဲကြည့်ရဆိုရင်ကိုယ်နိုင်ငံပေါ်မှာကိုယ်မြေပေါ်မှာဘာလို့စစ်ခွင့်ပေးရမလဲအေးစစ်ခွင့်မပေးဘူးဆိုရင်လည်းရန်ဖြစ်ကြပေါ့ပြီးတော့ပဲလေပါရှိလို့လည်းကျွန်တော်တို့မှာကသူတို့ကအမကန်ဟိုအစိမ့်မြက်လက်နဲ့ကြည့်နေတဲ့ထုကျွန်တော်တို့ကကြတော့ပခုတ်ထန်းလောက်ချာနဲ့ပြစ်သေး ဒီတော့ဒါတွေပေါ့နော်ကိုယ့်ရဲ့အခြေအနေကကိုယ့်ရဲ့အခြေအနေကိုပြန်မငုတ်ကြည့်ပဲနဲ့ကြီးကြီးကျယ်ဖြစ်နေတာလေအဲ့ဒါပြောတာပါဒီတော့နောက်တစ်ခါက AAKIA ရဲ့ဆရာတပတ် AA ရနှစ်ထောက်ကိုယ်မှဖွဲ့တယ် KIA ရဲ့တပတ်ဖြစ်တယ်ဟုတ်တယ်အလုပ်မှန်ပါတယ်မဟာမိတ်တွေအလိုင်းရဲ့နေရှိကြတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ပြောပြပါပြီလက်နက်ကိုင်စစ်ပွဲကိုနိုင်ငံရေးအတွက်မောင်းနေတာပါသူတို့နိုင်ငံရေးစံတာအတိတ်အတွက်ကင်တဲ့အာတိတ်ချတဲ့ AA တို့ကကြောက်ဖြူ အကြောင်းပြုစစ်တွေ့ဖက်ကိုဥတီမယ် KIA ကဗမော်မန်စီဖက်ရှမ်းမြောက်ဖက်ကိုအော် sorry မြောက်ပိုင်းတရုတ်နယ်စပ်ဖက်ကိုပို့ပြီးအာယုံစိုက်တယ်မတူဘူးအလက်ဘိုက်ကိုအာယုံစိုက်တာမဟုတ်ဘူးအဲ့ဒီဟာကိုအာယုံစိုက်တာ KIA အကြောင်းပြုစစ်တွေ့ကိုအာယုံစိုက်တာနောက်ခုစလုံးဟာတရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းပေါ်မှာရှိတယ် yes or no ရှင်းနေတာပဲဒါကအလက်ဘိုက်ကိုကူညီတာတွေမကူညီတာတွေဝင်လာတာတွေလက်ခံတာတွေ အလဲပိုင်းမှာတပြားတောက်ဖြစ်နေတာတွေနဲ့မဆိုင်ဘူးအချက်လက်ကအဲ့မှာပဲတီးတာဒါအချက်လက်ဖက်ကနေဆွဲပြောတာပါလက်တွေ့အရှိတရာအဲ့ဘက်မှာတီးတာအဲ့ဒါမျိုးလိုရဆွဲပြီးတော့ဝင်ခိုင်းလို့မှမရတာတော်တော်များများတော့နည်းနည်းတိုက်ရင်ကိုကိုတို့ဒေါ်လာရေးတိုက်ပေးနေတယ်လို့ပဲထင်ကြတာပေါ့ထင်ထင်ပေါ့အဲ့ဒါတော့သူတို့ဖက်ကကြည့်ရင် line ပေါ်မှာပြောချင်ရပြောပါစေဆိုပြီးလွတ်ထားတဲ့သဘောမတူပါမတူတာအဲ့ကြောင့်ပြောလက်တွေ့အမှတ်တရားပါမဟုတ်တာယူ ကျွန်တော်ပြောတာမာကြားဖြတ်နေတာရေးပါကူပြီးပြေးတာကြားဖြတ်ရေးပါကူပြီးပြေးတာတကယ်ကဖျက်ချောက်တာလောက်ပဲရှိသေးတယ်အသက်တန်နော်ကြားဖြတ်ကျွန်တော်နိုင်ငံမှာလူမျိုးစုံတယ်နော်အဲ့ကြားဖြတ်ကနေရေးကူပြေးတာတွေမှာအိုးတရုတ်မတွေရောအိန္ဒိယကအာကပလီတွေရောစုံနေရောတကယ်ဟိုကပြောတာတကယ်မဟုတ်ပါဘူးစတာပါအဲ့ဒါဖြစ်ကျွန်တော်အဲ့စီပွားရေးအကြောင်းပြောပြမယ်စီပွားရေးနဲ့ဆိုင်တယ် မတိုက်ပါဘူးဘာလို့တိုက်ရမှာလဲဘသူဖက်တွေတိုက်ရမှာလဲဘာဖြစ်လို့တိုက်ရမှာလဲဘသူဖက်တွေတိုက်ရမှာလဲစစ်တိုက်တိုင်းနိုင်ဝါပြီးထင်းနေလားစစ်တိုက်တိုင်းပြီးဝါပြီးထင်းနေလားတော်တော်ညံ့တဲ့ဥစ္စာလေးတော်တော်ညံ့တဲ့အတွေးခေါ်တွေနော်စစ်တိုက်တိုင်းပြီးပြီလို့ထင်တဲ့အတွေးခေါ်လာမားတာမရှိဘူးတော်ဆရာဆရာကြီးကြီးအစားပြောတယ်စစ်နိုင်တိုင်းစစ်နိုင်တိုင်းပြောတလားမလွယ်ဘူးတိတော့ဘောမလွယ်ဘူး အေးရေအေးရစတမူအစင်လောက်ထိရှိတဲ့အဆက်အသွယ်တမူအစင်မဟုတ်ပါဘူးသူနဲ့မိတ်ဆွေအရင်ခက်ခောက်တွေကျွန်တော်တို့အများနဲ့သတင်းပေးဖို့ပြောဆိုတာရှိတယ်လို့ KIA ရဲ့ဒူကဘာဒူချုံအစင်လောက်ထိကျွန်တော်နဲ့ပြောဆိုတာရှိတယ်ဒါပေမဲ့ကိုကအများနဲ့မေးနေလို့မကောင်းဘူးမကောင်းတော့ကိုနဲ့ရှိတဲ့ဆိုပြီးတစ်ခါမှကျွန်တော်ဂုံယူပြီးလည်းမပြောဂုံယူစရာလည်းမဟုတ်ဘူးဒါပေမဲ့အတီးပြုတ်ဖို့လိုအပ်ရင်တော်မေးလိုက်လို့ရတယ်တီးပြုတ်ပေးတယ်အဲ့ဒါနော်သူတို့ KIA ထဲမှာတော့တော်တော်မှန်တဲ့လူ တော်တော်ရိုးသားတဲ့လူပေါ့ရှိတယ်အဲ့တော့တချို့ဟာတွေဆိုတဲ့ဒင်းလေးလာပို့ပေးတယ်ကျွန်တော်တို့ဒင်းထည့်ပြီးတော့ကျွန်တော်တင်မှာမဟုတ်ဘူးဆိုပြီးတော့အာနာနာနဲ့ပြန်ညင်းရတယ်အဲ့လိုမျိုးဟာတွေကိုယူတာမဟုတ်ဘူးဒါပြောပြနေတာအဲ့ဒီ n n a a ကိုကြည့်နော်လမ်းမှာဖြတ်ပြီးတော့နိုင်ထူအောင်တိုက်လိုက်တော့ဆိုကျွန်တော်အမြဲတမ်းအသက်တန်ပဲအဲ့ဒီဒူကဘာတွေနဲ့တွားပြီးအခုကြီးတောင်းရတာပြောပေးဆိုပေးပါတယ်သူတို့ သူနဲ့တော့အလန်းဝေးတယ်သူတို့ဘက်ကမဟုတ်ဘူးဟိုအပေါ်ဘက်ကကြာပြီလေ2023လောက်ကလေးအနိုင်သူအောင်လမ်းမှာ NA အေလိုတိုက်ပွဲဖြစ်နေတော့ကြီဖမ်းတိတ်လိုက်တယ်လေကြီချိလိုက်သေးတယ်ပြီးတတောင်းလားမသိဘူးတတောင်းပါလေကျွန်တော်ဟိုအဘတာရုံနဲ့ထောက်အော့ပါလေရောမောလားအဲ့ဒါမြပြင်းမှာဟိုဘက်ကတိုက်ပွဲဖြစ်နေတော့ကြီဖမ်းတိတ်ထားတယ်92အောင်တို့ဒါတွေကပြောခဲ့တာပဲနော် ဒီတော့ AAKIA အညာဝင်တဲ့ဆိုတော့ဥစ္စာကစိတ်ကူးရင်တဲ့နိုင်ငံရေးအတိတဘာမှမဆိုင်ဘူးသူတို့မဟာမိတ်ချင်းချင်းကြားမှာဆက်ဆံရေးခိုင်မာတာရှိလိမ့်မယ်ဒါပေမဲ့အဓိကပဂတိရီမှတ်ချက်မတူဘူးနော်အเจ้าရကအခုလိုမေးတယ်မနေ့ကမေးတာတွေတွေ့ပါတယ်ဒါကတော်တော်များများလဲအာမျောလင့်နေကြတယ်နားလက်ထားတာက AAKIA တို့ရဲ့ဆရာတပည့်တွေဖြစ်တယ်နော်တော်လိုင်းရေးအတွက်တိုက်နေကြတယ်လိုင်းပေါ်မှာဆိုအများကြီးပဲ တိုက်တဲ့ပွဲတိုင်းစိတ်အနာရှိပြောင်းချရေးထင်နေကြတယ်လေပဲတိမှလည်းချီကျွေးရပြီလားဆိုကျော်တော်မေးတော်မေးပါပြီ2000တောင်မှာပဲကျွေးချင်းအိတ်နဲ့ပြထုတ်ပေးတယ်ဟိုမှာပုတ်လိုက်ဆာပါပါတယ်ထောက်ခံစာကြာပြီထင်ကျွန်တော်မေးပါပြီ2023လားမသိဘူးအဲ့လောက်ကလေးရလေနော်92အောင်တော့ဘယ်ကဘွားရောက်ဘယ်ဘွားရောက်ပြီလဲမသိဘူးတတိဘွားပြောတော့ပါဒီတော့ ဘာဖြစ်လို့အဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးတော့ဆွေးနွေးဖို့အတွက်ရေးရလဲဆိုရင်အလက်ပိုင်းအညာဒေတာက PDF တွေစိတ်ရင်းပြူအောင်အပေါ်မှာဓာတ်ရိုက်တက်ရောက်နေလို့တချို့ကလည်းတိုင်းရင်သားမပိုင်မလွယ်ဘူးဆိုတော့လည်းအလုပ်တိတယ်ဟုတ်တယ်ပြီးတော့စိတ်မျက်နှာသုံးခုခွဲကြည့်လိုက်နံပါတ်1 KIA ရဲ့ AA တို့ရဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တယ်2009ကတည်းက KIA တို့စီမစစ်တင်တက်ပြီးတော့ဆက်ဆံရေးကောင်းကောင်းရှိကြတယ်နော်ကရင်မှာလည်းရှိတယ် AA တို့ဆိုရင်ပြီးတော့ဆရာတပည့်တွေဖြစ်တယ်အခုလိုမျိုး အာ UNG က KIA နောက်ကပ်ပြီးတော့ဘာညာဆိုပြီးတော့စီစဉ်နေတာတွေကအာနောက်ကွယ်မှာချိတ်ဆက်ပြီးတော့အလဲပိုင်းဝင်လာလိမ့်မယ်လို့မျောလင်းတယ်ပေါ့ဗျာမဖြစ်နိုင်ပါဘူးတွက်ဆတယ်ပေါ့မဟုတ်ပါဘူးနိုင်ငံရေးရကြည့်မယ်ဆိုရင်သူတို့ရဲ့သူတို့အဖွဲ့တွေရဲ့ပန်းတိုင်ကိုကတီးခြားစီပဲဘာမှမဆိုင်ဘူးအေအေရဲ့အဓိကယခိတအိမ်မက်ရခိုင်မျိုးသားလွန်မြောက်မှုဒီဘက်က KIA ကကချင်ပြည်နယ်မှာဩဇာတည်ဆောက်နေတဲ့အခြေအနေအခုချိန်မှာရှင်းနေတာပဲ အညာဒေသကိုဝင်ဖို့ဆိုတာကသူတို့ရဲ့နိုင်ငံရေးအရာသူတို့အတွက်ဦးစားပေးကံထားမှာမပါဘူးကိုယ့်အကူလုံးရင်တော့ဒီကူညီတာမျိုးရှိကောင်းရှိမယ်ဒီတော့ဦးစားပေးကံထားမှာဟုတ်ဘူးအဲ့ဒီဒေသမှာကအလက်ပိုင်းမှာကအညာမှာကအများကြီးရှိတယ်လူမျိုးစုတွေကအဲ့တော့အချင်းချင်းကြားမှာရောနော် A A တို့ KIA တို့ပေါ်မှာယုံကြည်မှုပေါ်မှာရောထောက်ခံမှုပေါ်မှာရောပြဿနာရှိတယ်နောက်စေရေးပထဝီနိုင်ငံရေးဘက်ကြည့်ပါဦး AA ဟာရခိုင်မှာအရေးကြီးတဲ့အကြောက်ဖြူတို့လိုမျိုး စစ်တွေ့နောက်အန်အပေါက်လိုမျိုးကိုရေတကြီးပိတ်ဆို့ကောက်ွယ်ဖို့လိုအပ်သေးတယ်စစ်ရေးစီးပွားလမ်းကြောင်းတွေပေါ့ဗျာနော်အဲ့ဒါတွေကိုအပီပြင်းကောက်ဖို့လိုတယ်ဟိုဘက်မှာကြောက်ဖြူထိတ်ချုပ်ဖို့လိုတယ် KIA ကကျွန်တော်ပြောသလိုဘက်မော်မန်စီတို့ဘာတို့ကိုမြောက်ပိုင်းနယ်စပ်ကိုအာရုံစိုက်နေတာအဲ့မှာကဘာဖြစ်လို့အာရုံစိုက်ရလဲဆိုရင်ရေရှည်ရက်တိဖို့အတွက်တရုတ်ရင်းနှီးမြှုပ်နှံမှုကိုသွေးလမ်းကြောင်းပေါ်မှာဖြစ်နေလို့အဲ့ဒီနှစ်ဖက်စလုံးရဲ့လှုပ်ရှားမှုတွေဟာတရုတ်ရဲ့စီးပွားရေးစင်ကြံ CMEC လမ်းကြောင်းပေါ်မှာရှိနေတယ် တယောက်ကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအတွက်ကြောက်ဖြူတစ်ဖက်ကဗမော်အဲ့ဒါတွေကိုနေသက်တည်ငြိမ်ရေးအတွက်အထိခိုက်မခံဘူးအဲ့တော့ပို့ပြီးဆိုးတာကအညာဒေတာကိုသာစေရိတ်စစ်ပွဲတွေကြက်ပြန့်သွားမှကိုတယောက်ကမလိုလားဘူးတားကိုတားစီးလိုက်မယ်နောက်ကွယ်အန်ဒီကအိနေကပြောပြီးနေပါပြီရှမ်းပြောင်းမှလည်းပြောပြီးနေပါပြီအားလုံးက TNA တို့ပြန်ဆုတ်ရတဲ့အခြေအနေတွေဒီလိုမျိုးဒီတော့အင်အားချိတ်ခွင့်ရှာကအဲ့ဒါကိုတော့ ဟိုတရုတ်စကားနားထောင်တာတွေတရုတ်အမိတ်ကိုလိုက်နာတာတွေတရုတ်မွေးစားသားတွေနဲ့မဆိုင်ဘူးအခြေအနေအရသူတို့ဟာပြောဆိုဆက်ဆက်နေရတာ KIA ဖဲအနီ MNDAA TNAA ကိုမွေးစားသားပြောလို့မရတယ်လို့သူတို့ကိုယ်တိုင်လည်းမွေးစားသားမဟုတ်ဘူး KIA ဟာကုန်တင်ပိတ်နော်တရားစတာမရှိဘူးဆိုရင် KIA ဟာတော်တော်ခက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 ်ရတည်ရမယ့်အခြေအနေ Yes or no တရားစတာရှိရင်တောင်မှပဲတရုတ်ရဲ့ လောဘတကြီးနဲ့ဝင်လာတဲ့ဟာကိုထိဖို့တပွဲတဲ့နီးနဲ့မလွယ်ဘူး။မြောက်ပိုင်း MDAA ဝအဲ့ဒါတွေအားလုံးပေါ့ဗျာတပွဲချင်းစီတရုတ်ကလည်းတပွဲချင်းစီပဲဆက်ဆံတယ်ဒီတော့မြောက်ပိုင်းတွေ FPNCC မြောက်ပိုင်းလေးဖွဲ့နော်ဘယ်တော့မှအုပ်စုလိုက်အုပ်စုလိုက်ခေါ်ပြီးတွေးတာမဟုတ်ဘူး။အဲ့အဲ့ဒီတော့တပွဲချင်းစီတွေးမှသူလိုတို့လိုပြောဆိုလို့ရတယ်ဆိုတဲ့အတိုင်းနော်အမှုစစ်ရင်တရားပြီးတရားဆက်တယ်လို့ပဲစစ်နေတာသူကပြောဆိုတာအဲ့လိုမျိုး divide and rule ဖြစ်နေတဲ့အခြေအနေ။ နောက်ကွယ်မှာကိုယ့်အကိုစုနိုင်မှာသာဒါတော်တော်လေးစုနိုင်မှာသာပဲပြီးတော့အဲ့ဒါအားလုံးဟာဘာကပါကနေပြီးတော့ KIA ရော UWMNDA ရောတော့ပတ်သက်မှုတွေရှိခဲ့တယ်။နောက်ကျောင်းမှလည်းရှိခဲ့တာပေါ့။အဲ့ဒါမျိုးတွေရှိစဉ်းစားဖို့လိုတယ်။ဒီတော့အလဘက်ကိုဝင်ဖို့ဆိုတာကမဖြစ်နိုင်ဘူး။အင်အားချိတ်ခွင့်ရှာကရှင်းတယ် AA KIA သူရတိသားမအင်အားနာအပြည့်ရလာနိုင်တယ်ရှင်းတယ်။စစ်ကောက်စီကတချို့တချို့အစွန်ဖျားလေးလေးမှာတော့အားနာ လက်ကျန်ကိုတော်တော်ရယူရလိမ့်မယ်နော်ကစားကွက်ကအလက်ပိုက် PDF တွေကဒီစစ်ပွဲကိုကိုဘတော်ကိုတိုက်ရတဲ့အခြေအနေတဖြည်းဖြည်းဖြစ်လာလိမ့်မယ်ဒါတော့အားရှင်းနေတယ်မနိုင်ရှုပ်ဖို့ဗျာဒါပဲရှိတယ်ပြီးတော့2026အစပိုင်းလောက်မှဆိုရင်ဖြစ်လာနိုင်ကြအဲ့လိုမျိုးပဲသူတင်ကိုတင်ပျောက်ကြားပုံစံမျိုးတိုက်ရလိမ့်မယ်စစ်မင်းတော်က AKIAA နဲ့ဆိုတော့သူတို့ကသူတို့တိုက် KIA ကသူ့နဲ့မြေခိုင်မှာလုံးမယ် AA ကအနိုင်ရပြီးရင်အုပ်ချုပ်ရေးကိုပို့ပြီးတိဆောက်အောင်ထိချုပ်ဖို့လုပ်ရမယ် အလဲဘိုင်းမှာကတော့2026မှာ PDF တွေက hit and run ပြစ်ပြီးတော့ညံဆုပ်ဖွာတဲ့နီးနဲ့လုံနေရအောင်မှာပဲဘာလို့ဆိုရင် LRD စုစည်းနိုင်မှုမရှိဘူးဒါတော့မှတော်တော်လုံယူရမှာအဲ့ရနေလောက်ရမှာကလေ PDF တွေအလဲဘိုင်းပကပပတော်လုံးလိုကဲအလုံးစုစဉ်းစားရမှာကတိုက်ပြီးတော့ပြန်ဆုပ်ခွာတဲ့ view ဟာကနေထိတ်သိမ်းနိုင်တဲ့ view ဟာကိုပြောင်းရမှာအဲ့ဒီဟာက လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာအပြင်းအထန်ကြိုးစားရအောင်မဲ့အစစ်တစစ်ကြံသေးတယ် yes or no အဲ့ဒီအတွက်ဘယ်သူမှလက်မကူဘူးလုံးဝမကူဘူးလူတို့မှလုံးဆရာရှိသေးတယ်ဟုတ်လားကျွန်တော်ပြောတာဒါရှင်းနေတာပဲအဲ့တော့ဒေတာခန့်တွေကမျောတာမမျောတာတပိုင်းတော့တချို့တချို့ကလည်းမမျောပါဘူးတချို့ကလည်းမျောမှာပေါ့တကယ်တော့မျောခြင်းမမျောခြင်းလက်တွေ့မကြောက်ဘူးလာခြင်းမလာခြင်းပဲစဉ်းစားအောင်နောက်တစ်ခုကနော် လောဝမိတ်မထားတဲ့အကြောင်းတစ်ခုကစစ်ကောက်စီတာအလပိုင်းလောဝပြိုကျသွားခဲ့ရင်သူ့ရဲ့ CMEC လမ်းကြောင်းတွေနော်ကြောက်ဖြူမန္တလေးမူဆက်နောက် AA နဲ့ KIA ကိုအကန့်တန်းတဲ့အလပိုင်းတဲ့အာတရုတ်ကနေပြီးတော့မိစိမ့်ပြပြီးဝင်ခွင့်ပေးမလားဆိုတာမျိုးပေါ့ဗျာအဲ့ဒါမျိုးကတော့မျောလင်းလို့ရတယ်ဒါပေမဲ့အဲ့လိုတော့တကယ်ဖြစ်လာရင်တော့အကောင်းဆုံးပေါ့ဗျာတော်တော်ခက်ခက်ခက်ခဲပဲနော်စစ်ကောက်စီပြိုကျသွားရင် PDF တွေထပ်ပို့ပြီးခိုင်မာတဲ့အင်အားစုကထိတ်ကြောင်ပေးတဲ့သဘောမျိုးနဲ့မျောလင်းလို့ရတယ်အဲ့ဒါကလည်းကိုဘတော်ကိုလှုပ်ယူပြီးမှသာပဲဖြစ်တော့မှာဆိုလိုချင်တာကစက်ကောက်စီအင်အားနေဝလို့ CMEC တွေပါတွေလှုပ်ချုပ်ဖို့အတွက်တရုတ်ကဒီ KIA တို့တိုးချင်တဲ့တိုး AA တို့တိုးချင်တဲ့တိုးဆိုပြီးတော့ဟာပေးတဲ့သဘောမျိုးဒါမှမလွယ်ပါဘူးကိုကကိုတဆင့်အဲ့ဒီအဆင့်ကိုရအောင်ကြိုးစားရအောင်မှာကျွန်တော်တို့မှအဲ့ဆင့်မရောက်သေးဘူးဒီတော့ အဲ့လိုမျိုးရောက်လာရင်တော့စစ်ပွဲအချိုကွေဖြစ်ချင်ဖြစ်မှာပေါ့ဗျာဒီတော့အခုပြောချင်တဲ့ AAKI အကိစားထက်ကတော့ရှင်းတယ်တိကျမှတ်ထားမှာကမြန်မာပြည်ရဲ့စစ်ပွဲဟာအားလုံးထင်နေတဲ့ပွဲတပွဲတည်းမဟုတ်ဘူးเนาะသူကလည်းသူလုံးနေတာလေစစ်ပွဲအညာဒေတာရဲ့အောင်ပွဲဟာအညာဒေတာရဲ့ဆွမ်းဆောင်ရည်နဲ့ဆွမ်းအားအပေါ်မှာပဲမူတည်တယ်တခြားလူလာပြီးတော့တိုက်ပေးတာမျိုးမရှိဘူး yes or no တော့ရှင်းနေတာပဲလေပြောတာပြီးတော့ AA ကိုရခိုင်ပြည်နယ်အပြည့်အဝထိ ंछ ုပ်ပြီးတာနဲ့နော် သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်အဲ့ဒီမှာရတလိုက်မယ်ပေါ့ထင်လားဆိုလိုမျိုးမေးလိုက်မယ်အဲ့ဒါကကျွန်တော်မေးချင်တာကအေးအေးရက်မလားမရက်ဘူးလားဘုကျွန်တော်မျက်နှာပြောတဲ့ဇာတ်ကားတွေလည်းရှိတာဟုတ်အမျိုးသားနိုင်ငံတော်အစ်စ်ပါညာဆိုတော့ဘလို့မြင်လဲကွန်မန့်မှာရေးခဲ့ပေးပါအဲ့ဒါကိုနောက်တင်းတင်းညမှဆွေးနွေးရမယ်ဆိုလိုချင်တာကအေးအေးတို့တအားခိုင်မှတည်ငြိမ်သွားရင်အဲ့ဒါတော့အခြေတစ်ခုကြောက်အောင်မယ်နော်ပြီးသွားရင်အလဲဘိုက်ကိုဆက်ပြီးတော့သွားဖို့အစီအစဉ်ရှိလားဒါမှမဟုတ်စေရေးလို့အချက်အရာဝင်လာဖို့ရောရှိလားကွန်မန့်မှာရေးခဲ့ပေးပါ တိချင်ရင်တော့ကျွန်တော်ဆက်ဆွေးနွေးလို့ရတယ်ဒါပေမဲ့ရှေ့ဘွားမှာကြောက်လို့အေအေတက်ကရအေမဟာမိတ်ပြုတ်ပြီးတော့ဟိုဟိုဘက်ကကရအေတက်ကြီးအေအေတက်ကြီးလာမယ်လို့တော့မမျော်နဲ့အညာကအရင်ကိုဘတာကိုစူးစမ်းပြီးမှအဲ့ဒါမျော်လို့ရမှာအဲ့တဆင့်ကြံနေသေးတယ်လေချောင်းပြပြထက်ထက်တိုက်ခိုက်တဲ့ဂျားထဲမှာနော်ခက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 ်ထိချုပ်ဖို့မြေပြိုင်မှာဘယ်လိုလုပ်မလဲဆိုတာကိုကိုယ့်အကိုအဖြေချာအောင်မှာမဟုတ်လားကျွန်တော်ပြောတာဒါပဲလေကိုယ့်အကိုစူးစမ်းပေါ့ဗျာအဲ့လိုမျိုးပဲဖြစ်သွားပြီး အဲ့တော့လည်းပြောခဲ့တာ2024အစ2024အလယ်ကျွန်တော်မတ်မိနေပါလေနော်ဘယ်သူမှလာမတိုက်ပေးဘူးလို့ကျွန်တော်အမြဲတမ်းပြောတာပဲလေဘာဖြစ်လို့တိုက်ပေးရမှာလဲနော်ဟုတ်တယ်ရိုးတောင်းမှုရိုးတောင်းမှုတွေကျွန်တော်မပြောသေးဘူးဒါတော့နော်အဲ့ဒီကန္တာယုတ်ကြည်မှုမယုတ်ကြည်မှုတွေမရိချင်းပြီးမှအီးစားစကားပြောတဲ့ဟာမျိုးတွေပြည်ထောင်စုလေးပါတွေအားတာတွေမပြောသေးဘူးလောလောဆယ်လူအချက်အရှုမြင့်တဲ့အချက်ပေါ်ကနေပဲပြောတာပြောမှဆိုမနေဘူးအဲ့တော့မလာဘူး ပြီးတော့နောက်တစ်ခုကတည်င်းပုံစံမျိုးပေါ့ဗျာဒါကတော့အရှင်းနဲ့တည်ငြိမ်မှုကိုဇာတ်လမ်းပုံဖော်ပြီးတော့ရောင်းချနေတယ်ဘယ်သူလဲဒေလီကနေဘေကျင်းမြောက်ဒီကနေဖာကတ်နော်အာရှုပ်ချက်ခတ်နေအိန္ဒိယကိုတိုင်ကတိုင်ပတ်နေတာအဲ့ဒါကိုကျတော့မနေ့ကျမှသုံးမဟုတ်လေနောက်တနေ့မှကျတော့တင်ပေးမယ်မြေရှားကိစ္စနဲ့ဆိုရင်အိန္ဒိယတိုင်ပတ်နေတယ်ဟိုမှာလာပြီးတော့မြူဆွဲတာနဲ့ဒီဘက်ကနေပြီးတော့ကုတ်ချမ်းတစ်ခါနဲ့အချောတက်ရောင်းတာနဲ့အာ ရောင်းတာနဲ့ပေါ့ပြောတဲ့ဟိုအနောက်ကနေပြီးတော့ပတ်သက်နေတဲ့ဟာအနောက်ကမပို့နဲ့ပေါ့ဗျာအဲ့လိုမျိုးအာရှော့ရှဲတွေခန့်နေအိန္ဒိယကိုတိုင်ကိုတော်တော်ရှုပ်တာအခြေအနေကခက်ခဲနေတဲ့အခြေအနေပြောအခုလက်ရှိမှာလည်းကြည့်လိုက်အောင်စက်ကောက်စီရဲ့ဘာညာတွေတွားတယ်လေအိန္ဒိယနယူးဒေလီကိုလောလောဆယ်မှာ view ဟာအမြောက်လှုပ်ရှားမှုစက်ကောက်စီဖက်ကြောင့်လှုပ်ရှားတာနော်နှစ်ခုတွေ့ရတယ်ပထမတစ်ခုကနိုင်ငံတကာအတိမတ်ပြုမှုနဲ့အရင်အမြင့်ဆက်ဆံရေးရတဲ့နေရာနေရှာဖွေနေတာ အခုနိုင်ငံတော်ကာကွယ်ရေးတပ်ကတူလာပါလား NDC ကိုယ်စားလှယ်ဖွဲ့အိန္ဒိယကိုသွားတယ်တမမှုတိုင်းမှုအဆင့်တွေအရေးပါတဲ့လမ်းကြောင်းပါတယ်ဒုတိယဘုချုပ်ကြီးကိုကိုဦးရဲ့ခီးစင်နောက်ပိုင်းမှာတမတော်နရက်ဆက်ဆံရေးပို့ပြီးနီးကပ်လာတဲ့သဘောတွေ့ရတယ်အိန္ဒိယနဲ့ပေါ့ဗျာဒါပြိုင်နဲ့တည်းမှပဲစွမ်းအင်ဝင်ကြီးကကိုကိုလွင်ကနော်အဲ့ဒီဖက်မဟုတ်ဘူးနော်ဘေကျင်းပြန်သွားတယ်ချိုင်းနာအဲ့ဒီအာရေနံတဘာဝဓာတ်ငွေထုတ်လုပ်တဲ့ကုမ္ပဏီ ောလဲ CMPC နဲ့တွေ့ပြီးတော့အရင်နံချက်ဆက်ရုပ်အသစ်တွေတိုးချက်ဖို့ကန်းတော့ရေနံတူးဖို့ဖို့เนาะကန်းတော့ရေနံဆိုတာကကျွန်တော်တို့ဟိုသကိုင်းမှာရှိတာမဟုတ်ဘူးရခိုင်ဘက်မှာရှိတာအဲ့ဒါမျိုးတွေဆွေးနွေးနေတယ်အမြန်စဖို့စဉ်းစားကြည့်နော်အဓိကဂတိကဝတ်ကပိုက်လိုက်လှုပ်ချုပ်ရေးနဲ့နာမည်အေးချမ်းရေးဆိုတဲ့ဟာကိုတရုတ်နဲ့ညှိတာတဲ့သဘောတွေ့ရတယ်တည်င်းချက်လက်လေးမှာရှာကြည့်ပါအဲ့ဒီဂတိကြောင့်နော်မကွေးတိုင်းမှာ ောလဲတန်ပြာကန်ရေနံချက်ဆက်ရုပ်ဆိုတော့အဲ့ဒီစီမံကိန်းကိုတရုတ်ကစီနိုပိုက်လိုင်းကနေပြီးတော့တာဝန်ယူတော့မယ်နော်တရုတ်ကိုတခုပြစ်ပေးလိုက်ပြန်ပြီကုန်တော့မှမင်းအောင်လိုက်လုပ်ရင်လည်းအကုန်လုံးတရုတ်ကိုပေးပေးနဲ့ပြန်ပြီးတော့ပြန်ရောက်ဖို့မလွယ်ဘူးနော်တရုတ်ကိုပေးလိုက်ပြီးသွားရင်ပြန်ရောက်ဖို့ဆိုတော့မလွယ်ဘူးတခြားလူကိုပြန်လက်ပြီးရောင်းဖို့မလွယ်ဘူးစီးပွားရေးကိုလိုနီပြုတ်တာပဲ ။ဟောဒေလီဖက်ကနေပြီးတော့စစ်ဖက်เนาะဘေကျင်းကနေပြီးတော့ဆွမ်းအင်ဖက်စီဝါရီဖက်ဆက်ဆက်နေတဲ့ view ဟာတွေတော်တော်ကောင်းတယ်။ဒီတော့နှစ်ဖက်စလုံးတရုတ်ကရှင်းတဲ့တီဆောက်ချင်တာကတည်ငြိမ်ဖို့ဆိုတဲ့အကြောင်းပြချက်ဇက်လန်းပဲရောင်းစားတဲ့ဇက်လန်းရောင်းစားရဲဆိုတော့ကိုဖက်ကပေးရတာ။သူကတော့တည်ငြိမ်ဖို့အကြောင်းပြပြီးတော့ဟိုလေးပတ်ဆက်နဲ့နဲ့ပေးလိုက်မဆုမပို့လေးပေးလိုက်ဟိုဖက်ကအကူညီလိုက်လုပ်နေတာ။ဒုတိယချက်ကမြေပြင်ကလက်တွေ့အခြေအနေပေါ့။ဒါကတော့နိုင်ငံတကာစစ်ကောင်စီဆက်ဆက်နေတာ။ဒီတော့လက်တွေ့မြေပြင်မှာကစစ်ကောင်စီကသူတို့နဲ့မြေ အေးချမ်းနေတဲ့ဥစ္စာနော်ရွေးကောက်ပွဲလုပ်လို့ရတဲ့ဆိုတဲ့ဟာကိုမရမကပုတ်ဖို့ဖို့ KK ပတ်လိုမျိုးများဒီနေစားကိစ္စတွေဝင်စီးနင်းတယ်ဘွယ်ကတကယ်ကဇလန်းစင်းတာအဲ့မှာနိုင်ငံခြားသား9339ဦးပြည်နေတယ်ဆိုတဲ့စရင်ထုတ်တယ်တကယ်ကမဟုတ်ဘူးရေကူးပြီးထွက်ပြေးကြတော့ဥရဖားရကိုဒါပေမဲ့တစ်ဖက်မှာအတိုင်းမှာထိတ်သိမ်းထားတာတွေရှိတယ်နော်နောက်တွားကျိုးပါတစ်ခါတည်းတွားကျိုးပဲလားဆော့ချစ်သူစီရလေဘယ်လို ရွှေကုတ်ကိုပိုက်ရှင်လေအဲ့ဒါဟောက်ပါတစ်ခါတည်းတရုတ်ကိုလွဲလိုက်ပြီးတည်တံပဲလောက်မသိဘူးဒီတော့တရုတ်ကိုထိုင်းရဆုတ်ထက်လိုက်တာပေါ့အော်တိုဘာ23ရက်နေ့ဒီကနေ့မှာတရုတ်ပါကစ္စတန်ကြားဖြန့်လောက်သွားရဘောင်းများစွာ6ရက်ဝန်းကျင်တော့ရှိတယ်ရေကူးပြေးတာအိုထိုင်းဘက်မှာဆိုရင်နော်စတုတိတာကြားနေတာပဲတောင်ရင်းမြင်တယ်မှာဆိုဖြက်ဖြက်ကူးတော့မှမနေဘူးအဲ့ဒါကိုဘယ်လိုပြောလဲဆိုရင်စက်ကောက်စီကပြည်နေတယ်ပေါ့သူကပြည်နေလိုက်တာပေါ့ တတ်တတ်ရရတော့မရှိဘူးပြည်နေတဲ့ပုံကလည်းရေကူးကြီးပြေးခါရတယ်လို့ထိုင်းဖက်ကိုအစုလိုက်ပြုတ်လိုက်ထွက်ပြေးတာထိုင်းစစ်တပ်ကသူတို့ကိုထိတ်သိမ်းထားရတယ်ဒါဟာစီးနင်းမှုမဟုတ်ဘူးစီးနင်းတာကပိုလီပတ် KK ပတ်မဟုတ်ဘူးစနစ်တကျလုံးဆောင်ထားတဲ့တရုတ်ဆောင်တဲ့အကွက်ကပတ်တဲ့နေတွေမှာကိုရေးထားပြီးသားပြီးတော့အခြေအနေကထိတ်ချုံမှုပြုတ်ကွဲနေတဲ့အခြေအနေသူထိတ်ချုံလို့မနိုင်ဘူးအဖက်ကိုလည်းစောချစ်သူကြည့်ပြီးတော့စီစဉ်လိုက်ပါဆိုပြီးပြောတာပြီးတော့ နော်ဒါဟာရွေးကောက်ပွဲအတွက်ဒီဒီဇင်ဘာရွေးကောက်ပွဲအတွက်တည်ငြိမ်ဖို့လုပ်နေတဲ့အချိန်မှာကချင်ပြည်နယ်မှာလည်းဘုတ်ကျဲတယ်။ခရီးအတိုင်ရဲချောက်ဘုတ်အလုံး40လောက်ကျဲချောက်ပြည့်တယ်။လေကြောင့်အပြင်းထန်တိုက်ခိုက်နေတယ်ပေါ့ဗျာ။ပြီးတော့အဲ့ဒီမတိုက်ခင်မှာမိနေပိုင်းလောက်ပဲရှိမယ်။လူစီကားတဲ့လုံခင်းကြောက်ဝိုင်းတဲ့ဟိုနော်ကားဖြူတစည်းပေါ်နေစိတ်ကြိုက်ပတ်မမောင်ကြီးတင်နိုင်တယ်မိုးပေါ်ထောင်ပြေကိုသွားသေးတယ်။လုံးပုတ်လုံးပုတ်ဒါတော့ KIA ဘက်က နာမည်ထိုက်ချက်ကိုလုံးစားတယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘယ်သူမှန်းတော့မသိဘူးကျွန်တော်လည်းမသိဘူးအတိမပြုတ်နိုင်ဘူးတရားအဖက်ကနာမည်ကိုညီဝတ်အောင်ထိုက်ချုပ်ချင်တဲ့သဘောနဲ့ဖြစ်ကောင်းဖြစ်မှာပဲလုံးစားပေါ့အမေဘယ်လိုပဲပြောမတည်ငြိမ်ဘူးဒီကဆိုလိုချင်တာကမြေပြင်မှာစစ်ကောက်စီထိုက်ချုပ်နိုင်စွမ်းမရှိတဲ့အခြေအနေကဗယံပဒါကိုဖြစ်နေတာနော်ရွေးကောက်ပွဲနီးရင်စစ်ပွဲအတန်ငြိမ်ဝါရမယ့်ဥစ္စာမှာပိုကျန်းလာတဲ့အခြေအနေအင်အားတော့ဖိနှိမ်မှုလုပ်နေရတယ်ပြီးတော့ အဲ့ဒီအချိန်တွေမှာရွေးကောက်ပွဲကော်မရှင် UEC ကပါတီတွေကိုစီကံလိုင်းတာဖို့တည်င်းထွက်လာတယ်ပါတီတွေကမြေပြင်မှာမဲမဆွဲရဘူးအွန်လိုင်းပေါ်ကနေပဲလောက်ရမယ်သူတို့ရောင်းချင်တဲ့တည်ငြိမ်မှုဇက်လန်မြေပြင်ကမီလောက်ခွင်းကိုသွားတွေးမှကြောက်လို့ကွာဟာချက်ကိုပြတာပါလိုင်းပေါ်ကနေပဲလောက်ကျုပ်အားလုံးကစနေတကြစီစဉ်ထားတယ်